မိမိနာမှာစောင့်ရှောက်နေတဲ့ပုံကိုယ်တွေရှိမရှိကိုသိရှိစေဖို့ဆိုရင်ဒီအောက်ပါနီလန်းနေနဲ့စစ်ဆေးလို့ရပါတယ်နော်ဟကယ်၍မိမိကဘာသာရေးဆိုင်ရာတွေလုပ်ဖြစ်တဲ့ဖျားပန်းလဲတဲ့တရိပ်ပဋ္ဌာန်းနေရွဆုတဲ့ဖျားဝိပြုနေတဲ့အဲ့အချိန်တွေမှာအိမ်မြောင်စုထိုးဆန်နေကြားခဲ့ရတယ်ဒါမျိုးပေါ့နော်အဲ့လိုချက်တွေနောက်တစ်ခါမိမိအမြဝေတဲ့အခါကျရင် မိမိတူရဲနားမှာသာကြားရတဲ့သာဓုခေါ်တဲ့နောက်တစ်ခါမိမိကောင်းမှုကုသိုလ်တစ်ခု ပြုလုပ်ပြီးပြီဆိုရင်မိမိအနည်းအနာမှာမိမိတယောက်တည်းသာမှုင်းနေတယ်မှုင်းပြက်နေပန်းရဲနဲ့နေရရှိတာမျိုးတွေနောက်ဘာသာရေးနဲ့ဆိုင်တဲ့ကောင်းမှုတွေပြုလုပ်နေတဲ့အချိန်မှာဒါမှမဟုတ်ရင် နာကြားနေတဲ့အချိန်မှာစက်သိန်းတွေတဖြည်းဖြည်းထလာတာတွေမိမိအခက်အခဲတွေဖြစ်ပေါ်လာတဲ့အခါတိုင်းမှာ ူညီဆောင်မတဲ့လူဟာအလုံလို့ရောက်ရှိလာတာမျိုးတွေဘေးအနေရတွေဖြစ်လာပြီးခါဆိုရင်မိမိပဲကပ်ပြီးတော့လွတ်မြောက်သွားတဲ့အစားရဲ့အကျိုးကျေးဇူးတွေရနိုင်ပြီဆိုရင်တော့မိမိအနေအနာမှာဆောင်လျှောက်တဲ့ပုံကိုရှိနေပြီဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်အကယ်၍မိမိကဒီလိုမျိုး အာလက္ခဏာတွေမခံစားရသေးဘူးဆောင်းလျှောက်တဲ့ပုံကူကောင်းတွေရကျင်တယ်ဆိုရင်တော့မိမိကနေ့စဉ်မိမိတို့ဘာသာအလိုက်ကိုးကွယ်တဲ့ ဘာသာတရားတွေပြုလုပ်ပေးရပါမယ်။ဗုဒ္ဓဘာသာဆိုရင်တော့ရေနာ၃ပါးကိုနေစဉ်စီကပ်ပေးရမယ်။ပိယိတ်ပဋ္ဌာန်းအကျင့်နဲ့မဟာသမယတုတ်တော်ကိုတနေ့လျင်မနက်တစ်ချိန်ညတစ်ချိန်ရွတ်စွပွားများခြင်းအပြင်လည်းကောင်းမွန်တဲ့အဆောင်လျှောက်ကောင်းတွေမိမိအနီးနာကိုရောက်ရှိလာပါလိမ့်မယ်။ နေစဉ်နေစဉ်မိမိရဲ့ကုသိုလ်ကောင်းမှုများကို စုဘူးတထံပြုလုပ်ခြင်းအပြင် လူကောင်းလူမွန်နဲ့တွေ့ခြင်းနှကောင်းနှက်မက်မကမိမိကိုစောင့်ရှောက်ပေးခြင်းအကျိုးရလဒ်များကိုလည်းမလွေးမသွေးရရှိလာမှာဖြစ်ပါတယ်။ကဲဒီအကြောင်းလေးကို နားထင်ခြင်းဖြင့်ဘုသူတ္တများစွာရရှိကြပါစေရှင်။